အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင် 41k နဲ့ပတ်သက်ပြီးတော့ကျွန်မအနည်းငယ်ပြောပြအစင်တာဖြစ်ပါတယ် 41k ဆိုတာကတော့ကျွန်မတို့ဒီ US မှာနေရဆိုလို့ရှိရင်အထူးသလဲမိတ်ဆက်ပေးဖို့လိုမယ်လို့ကျွန်မမထင်ဘူး small business owner နဲ့ self employed သမားတွေအတွက်ကော 41k option ရှိသလား 41k မှာပိုက်ဆံစုဖွင့်ရှိသလားရှိတယ်အဲ့ဒါကိုဒီနေ့ကျွန်မအမျှဝေပေးမှာဖြစ်ပါတယ် solo 41k ကိုကျွန်မအမျှဝေပေးတော့မှာဖြစ်ပါတယ် congress ကနေဘာဖြစ်လို့ solo 41k ကို အတိပြုလိုက်တယ်လဲဆိုလို့ရှိရင်ဒီ self employed တမားဒီ small business owner တွေလဲသူတို့ဒီတခြားသူတွေနဲ့အတူတူဒီ 401k ရဲ့အကျိုးကျေးဇူးကိုခံစားစစ်ခြင်းလို့ဖြစ်ပါတယ် solo 401k ကိုဘယ်သူတွေကဖွင့်လို့ရတယ်လဲဆိုလို့ရှိရင် number 1အာ business owner မလို့ရှိ self employed income ရှိရမယ်ဥပမာ1099 income ရှိရမယ်မလို့ရှိကိုကအာ business လုပ်တယ်ကိုက business income ရှိရမယ် ီလို့ရှိရင်ဒီ business မှာ owner အပြင်တခြား W2 employee မရှိရဘူးဒီ business owner ရဲ့ spouse ပေါ့နော်အမျိုးသားမဟုတ်လို့ရှိရင်အမျိုးသမီးကလည်းတကယ်လို့သူဒီ business မှာအလုပ်လုပ်တယ်ဆိုလို့ရှိရင် तू ဒီ business ကနေ income ရတယ်ဆိုလို့ရှိရင် solo 401k မှာ तू ငွေစုခွင့်ရှိတာဖြစ်ပါတယ်ဒါပေမဲ့အာမိမဖြစ်ရုံနဲ့ယောက်ျားဖြစ်ရုံနဲ့တော့မရဘူးဒီ business မှာ तू လည်းအလုပ်လုပ်ရမယ် तू လည်း active income uninkom ရှိရမှာဖြစ်ပါတယ်။ဒီ business ကနေကိုက active မဟုတ်ဘဲနဲ့ passive income ပဲရနေတယ်ဆိုလို့ရှင်တော့ဒီ 401k မှာ contribution လုပ်ပိုင်ခွင့်မရှိဘူး။ active income ရှိမှာဖြစ်ပါတယ်။ uninkom ရှိဖို့လိုတာဖြစ်ပါတယ်။ uninkom ဆိုတာကတော့အတူနဲ့ပြောမယ်ဆိုလို့ရှင်အာ income tax အပြင် social security နဲ့ medical tax ပေးရတဲ့ income အမျိုးအစားကို uninkom လို့ခေါ်တာဖြစ်တဲ့ active income လို့ခေါ်တာဖြစ်တဲ့ passive income ဆိုတာကတော့ income tax ကိုပဲပေးရတယ် social security နဲ့ medical tax မပေးရပါဘူးဥပမာ rental income pollution capital gains income အရာဤက passive income ပဲဖြစ်ပါတယ်ဒီ solo 401k မှာပတ်စံစုနိုင်ဖို့ဆိုလို့ရှိရင် active income the earned income လို့ရဖြစ်ပါတယ်ဒါရှင် solo 401k ဖွင့်ဖို့ဆိုလို့ရှိရင်တော့ um llc ဖြစ်ဖို့လိုသလားဆိုတော့မလိုပါဘူး llc လည်း အဖွင့်လို့ရတယ် LLC မရှိဘဲနဲ့ sole proprietorship လည်းဖွင့်လို့ရတယ် partnership လည်းဖွင့်လို့ရတယ် S corporation လည်းဖွင့်လို့ရပါတယ်ပြီးလို့ရှိရင် solo 401k ရဲ့အကျိုးကျေးဇူးတွေကိုလည်းကျွန်မအရင်ကပြောချင်တယ် self employment လို့ရှိရင် small business owner ဆိုလို့ရှိရင်ကိုကတခြား company ကြီးတွေမှာကျွန်မတို့ 401k ဖွင့်စီရင်တော့မှဖွင့်ခွင့်မရဘူးဒါပေမဲ့ solo 401k နဲ့ solution 401k မှာငွေစုခွင့်ရတာဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဒီ solo 401k မှာ pre tax လဲရတယ်လို့ after tax option ပေါ့နော် rot 401k လေ option ရပါတယ်ပြီးလို့ရှိရင် loan option တွေလည်းရှိပါတယ်ပြီးလို့ရှိရင် solo 401k ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ investment အပိုင်းမှာ expert ဖြစ်တဲ့သူတွေဆိုလို့ရှိရင်လည်းသူတို့က self directed အနေနဲ့သူတို့လုပ်ခွင့်ရှိတယ်ကိုကိုတိုင်ကကိုရဲ့ retirement plan ထဲမှာရှိတဲ့ဒီ solo 401k ထဲမှာရှိတဲ့ fund တွေနဲ့ကိုစိုက်တဲ့ investment တွေကို လုတ်ပိုင်ခွင့်ရှိတာဖြစ်ပါတယ်အချို့ investment ပိုင်းမှာ advance ဖြစ်တဲ့သူတွေအတွက်ဆိုလို့ရှိရင် solo 401k ထဲမှာ self direct option ရှိတာပေါ့နော်ကိုကိုတိုင် investment လုတ်ခွင့်ရှိတာကတကယ်ကြီးမားတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ option ဒီထဲမှာပုံမှန် passive တွေပဲမဟုတ်ဘဲနဲ့ alternative ပေါ့နော် alternative investment တွေဖြစ်တဲ့ဥပမာ crypto real estate အဲ့ဒါကြီးလည်းအကုန်ရပါတယ်ပြုလို့ရှိရင်ဒီ solo 401k မှာကိုက business owner self employed ဖြစ်တဲ့အတွက် 401k မှာ contribution လုပ်တဲ့အချိန်ကျ employee အနေနဲ့ဝန်ထမ်းအနေနဲ့ contribution ငွေစုခွင့်ရှိတယ်လို့ employer ကလည်းကိုပဲကိုရဲ့ business ဘက်ကနေ profit sharing ပေါ့နော်ဒါပေမဲ့သဘောတရားကတော့ matching နဲ့တူတယ်ဒီ profit sharing နဲ့ကိုက solo 401k ထဲမှာထည့်ခွင့်ရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့်နှစ်ဖက်ကနေကျွန်တော် ပတ်စံစုခွင့်ရှိတာဖြစ်ပါတယ် employee ဘက်ကနေလည်းထည့်လို့ရတယ် employer ဘက်ကနေလည်း profit sharing အနေနဲ့ကျွန်တော်တို့ထည့်ခွင့်ရှိတာဖြစ်ပါတယ်အဲဒါကြောင့်ဒီ solo 401k ကတော့တကယ်အခွင့်အထူးဖြစ်တယ်ဆိုတာကိုကျွန်မအာပြောတာဖြစ်ပါတယ်ပြီးလို့ရှိရင်အခုကျွန်မပြောတဲ့ company ဘက်ကနေ business ဘက်ကနေ profit sharing ဆိုပြီးတော့ထည့်လို့ရတယ်ဆိုတဲ့နေရာမှာဘယ်လောက်ထိထည့်ခွင့်ရှိသလဲ ခု company ကတော့အမျက်ထွက်ဖို့တော့လိုမှာပေါ့နော်ခု business ကိုအမျက်မရှိဘဲနဲ့တော့ထဲလို့တော့မရဘူးအမျက်ကတော့လုံလောက်တဲ့အမျက်တော့ရှိရမှာဖြစ်တယ်အာ IRS ကတော့ဘယ်လောက်အမျက်ရှိမှဒီ account ဖွင့်ခွင့်ရှိတယ်လို့မတတ်မှတ်ပေမဲ့ခုအမျက်မရှိဘဲနဲ့တော့ထဲခွင့်မရှိဘူးခုအမျက်ရှိတဲ့ဒီအမျက်ကို tax ဒီအကုန်လုံးစောင့်တယ်အဲ့ဒါခဏကပြောတဲ့ active ပေါ့နော်ဒါ earn income ဖြစ်ဖို့အာ income tax အပြင်ကို social security နဲ့ medical tax ဆောင်ရမယ်ဆိုတဲ့ဟာပါတယ်အဲ့ဒါကြောင့်ခုမှတော့လုံလောက်တဲ့ our business income net profit ရှိဖို့လိုတာဖြစ်ပါတယ် S corporation တမားရီကတော့ကျမတို့တည်ထားတဲ့အတိုင်းပဲ owner ကအလုပ်လုပ်တယ် solution W2 U ကို U ရမယ်ဆိုတာသူ့ရဲ့ rules ဖြစ်ပါတယ်အဲ့ဒါကြောင့်သူတို့မှာ W2 ရထားတာရှိတယ်ဒီ W2 ရဲ့ up to ပေါ့နော် W2 ရဲ့25% T အာ profit sharing အနေနဲ့ထပ်ပြီးခွင့်ရှိတာဖြစ်ပါတယ်ဥပမာကျမကကျမရဲ့ company က S corporation ဖြစ်တယ်ကျမရဲ့ company ကနေ W2 နဲ့လာစာယူတယ် ဆိုလို့ရှိရင်ကျမရဲ့ annual salary ကဥပမာ4000ဆိုလို့ရှိရင်4000ရဲ့25%တပေါင်းကိုကျမတနည်းကိုတပေါင်းကို profit sharing အနေနဲ့ကျမရဲ့ solo 401k ထဲမှာ take queen ရှိတာဖြစ်ပါတယ်ပြုလို့ရှိရင်တခြားအဒီ sole proprietorship တို့ပြုလို့ရှိရင် single member llc အ partnership တွေဆိုလို့ရှိရင်အတည်အမြတ်ကနေ20%အအထူးကိုသူတို့အ take queen ရှိတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကတော့အကြံဖြစ်ပြောတာဖြစ်ပါတယ်တကယ် calculation မှာတော့ နာ net profit direct မဟုတ်ပဲနဲ့ net self employment earning ဖြစ်ပါတယ်အဲ့ဒါကတော့ net profit ထက်နည်းနည်းနည်းတယ်ပေါ့နော်ဒါပေမဲ့အာလူတိုင်းနားလည်လွယ်အောင်ပြောမယ်ဆိုလို့ရှိရင်တော့တည်တင်းအမြတ်ရဲ့20%အထိကိုအာထည့်ခွင့်ရှိတာဖြစ်ပါတယ်အဲ့ဒါကြောင့် employee ဘက်ကနေလည်းထည့်ခွင့်ရှိတဲ့ employer ဘက်ကနေလည်းထည့်ခွင့်ရှိတဲ့အဲ့ဒါကြောင့် 401k မှာပတ်စံများများ စုခွင့်ရှိတာဖြစ်ပါတယ်2025အတွက်ဆိုလို့ရှိရင် employee ဘက်ကနေ2300အထိထည့်ခွင့်ရှိတာဖြစ်ပါတယ်ပြီးလို့ရှိရင်2026ဆိုလို့ရှိရင်တော့2400အထိထည့်ခွင့်ရှိမှာဖြစ်ပါတယ်ပြီးလို့ရှိရင် employee နဲ့ employer ခဏခါကျမှပြောသလိုနှစ်ခုစလုံးပေါင်း maximum အများဆုံးကတော့2025ဆိုလို့ရှိရင်ခဏတောင်းအထိထဲခွင့်ရှိတာဖြစ်ပါတယ်2026ဆိုလို့ရှိရင်တော့ခဏတောင်းနှစ်ထောင်အထိထဲခွင့်ရှိမှာဖြစ်ပါတယ်အဲအကြောင်း အပစံတက်နိုင်တဲ့သူတွေဆိုလို့ရှင်တနည်းကို9000လောက်အ 401k ထဲမှာကျမတို့ထည့်ခွင့်ရှိတာဖြစ်တယ် retirement option မှာ bitcoin ထားခြင်းတဲ့သူတွေလည်းအများကြီးရှိနိုင်တယ်ပေါ့နော်ထားလို့ရတယ် um properties တွေ real estate ကိုထားခြင်းတဲ့လူတွေရှိတယ်ထားလို့ရတယ်အခုပဲအတတိထားဖို့လိုတာကတော့ 401k plan လို့ပြောလို့ဆိုတာဒီတော်ရုံတန်ရုံမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကျမတို့ကဒီ business မှာဒီ self employment အလုပ်မှာအာ တကယ်အာကျွန်တော်တို့ long term ကြည့်ဖို့လိုတယ်တနစ်ကိုအာတခြားအလုပ်ဒီစောင့်ရင်းနဲ့ဥပမာအလုပ်တစ်ခုထားလုပ်လိုက်တဲ့အလောက်ပဲဆိုလို့ရှင်တော့ solo 401k ဖွင့်ဖို့အာမတန်လောက်ဘူးပေါ့နော်ပြီးလို့ရှင် solo 401k ဆိုတဲ့နေရာမှာ 401k ဆိုတဲ့နေရာမှာ company ကြီးတွေဆိုလို့ရှင်ပတ်စံအများကြီးအကုန်ကြခံပြီးတော့သူတို့ဒီဟာကို sponsor လုပ်ပေးတာဖြစ်တယ်အဲအကြောင်းဒီ solo 401k ကိုလောက်တယ်ဆိုလို့ရှင် ကျွန်တော်တို့တေချာလောက်ဖို့လိုတယ် ကိုစိုက်တယ်လို့လုံးလုံးမရဘူးဒီ system ကိုတည်ချနာလဲဖို့လိုတယ်ဒီ system ကိုတည်ချအာလိုက်နာဖို့လိုပါတယ်ဘုလို့ရှင်တော့အာကျွန်တော်ဈားထဲမှာမလိုအပ်တဲ့ပြဿနာလေးတွေနဲ့မလိုအပ်တဲ့အာဆုံးရှုံးမှုတွေဖြစ်နိုင်တယ်ဒါပေမဲ့တည်ချလောက်ရှင်တဲ့သူတိုင်းအတွက်ကတော့ဒါတကယ်အခွင့်အရေးဖြစ်ပါတယ်ဒီနေ့ကတော့ဒီဟာလေးကို sharing လုပ်ချင်တာဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်တယ်ကျေးဇူးအများကြီးတင်ပါတယ်